င်္ဂလာပါရှင်ချောပါ ဒီတစ်ခါ Cafe Princess အစီအစဉ်မှာချောက Coffee Line ကိုမသွားတော့ဘဲနဲ့ Kimchi မြေက Korea Coffee Line လေးတွေအကြောင်းကို ပြပြပေးခြင်းပါတယ်။ဒါနဲ့ Korea မှာ Bay Idol တွေက Coffee Line တွေကိုပိုင်လဲဆိုတာကိုရော်တော့ဘွန်းတို့သိကြလား။ Gangwon University အနီးနားမှာဖွင့်လှစ်ထားတဲ့နာမည်ကြီးဆုံး Coffee Line လို့ပြောလိုက်တာနဲ့လူတိုင်းကသိကြပါတယ်။အဆိုင်လေးကတော့ Super Junior အဖွဲ့ဝင်ဖြစ်တဲ့ရေဆောင်းရဲ့အကိုဖြစ်သူဖွင့်လှစ်ထားတဲ့ Mount Rabbit Cafe Line လေးပဲဖြစ်ပါတယ်ရှင်။ဒီ Line ရဲ့ Signature အစားအစာလေးက တော့ ice cream smoothie ပဲဖြစ်ပါတယ်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအစားအစာတစ်ခုဖြစ်တဲ့ရွှင်ကားပေါင်မုတ်ထဲမှာရေကန်းမုတ်ထည့်ထားတာကို inspire ယူထားတယ်လို့သိရတယ်ပေါ့နော်ဒီဆန်ကို super junior ရဲ့ fan တွေသာမကပဲနဲ့ fan ဖုတ်တဲ့အပြင်လူတွေကစလာတယ်ဆိုတာကိုသိရတဲ့အတွက်ဒီဆန်ကတော်တော်နာမည်ကြီးဆုံးဆန်ဖြစ်မယ်လို့ထင်ပါတယ်ကဲဒုတိယမြောက်ပြပြပေးမယ်ဆန်လေးကတော့ BTS အဖွဲ့ဝင် Namjoon ရဲ့ညီမဖြစ်သူဖွင့်လှစ်ထားတဲ့ coffee ဆန်လေးပဲဖြစ်ပါတယ်ဒီဆန်လေးကစိုးမျိုးမှာဖွင့်လှစ်ထားတဲ့ cafe fa ban ဆိုတဲ့ဆန်လေးပဲဖြစ်ပါတယ် ဒီဆိုင်ရဲ့အပြင်အဆင်ကတိတ်ဆိတ်ပြီးတော့ assertive vibe လေးလည်းရပါတယ်ဆိုတော့ဆလုံးလို့ကောင်းတဲ့နေရာလေးတစ်ခုပါပဲဒီဆိုင်ရဲ့အပြင်အဆင်အတွင်းပိုင်းလေးကိုကြည့်ရတာကြည်ကြဲဝန်းဝန်းလေးလည်းရှိရမလို့တငယ်ချင်းတွေအုပ်စုလိုက်လာပြီးတော့အစ်စစ်ထိုင်ခြင်းလို့ရှိရင်လည်းကောင်းတယ်လို့တော့ချောရတော့ထင်တယ်ပေါ့နော်ကဲချောနောက်ထပ်ပြပြပေးမယ်ဆိုင်လေးကတော့အိဆိုအဖွဲ့ဝင်ခါရီရဲ့အမဖြစ်သူဖွင့်လှစ်ထားတဲ့ Common Cafe ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကဆိုးမြုပ်စောချို့ဘူတာနာမှာဖွင့်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးရဲ့နာမည်ဖြစ်တဲ့ Common ဆိုတာကတော့ခါရီ ိတ်နာမည်နဲ့သူ့ရဲ့ခွေးလေးမွန်ဂူနာမည်ကိုပေါင်းပြီးပေးထားတာပါ ကော်ဖီနဲ့ကိတ်မျိုးစုံရတယ်ဆိုတော့ကောင်မလေးရဲ့အကြိုက်ဖြစ်မှာပါဒီဆိုင်ဘောနော်အိဇိုရယ်တော်များများကလည်းလာကြတယ်ချောကိုတိုင်းကလည်းအိဇိုရယ်ဖြစ်တာမို့လို့ကိုရီးယားရောက်လို့ရှိရင်တော့ SI လေးကိုအပြေးလေးအရင်ဆုံးတောင်းပါပါကဲနောက်ထပ်ဆိုင်လေးတစ်ဆိုင်ကတော့ခွေးလေးတွေကိုချစ်တတ်တဲ့ Reverbat အဖွဲ့ဝင်ချွန်ရလည်းသူ့အမဖြစ်သူနဲ့အတူ Cafe Kyokyo ဆိုတဲ့ဆိုင်လေးကိုဖွင့်လှစ်ထားပါတယ်ဆိုင်ရဲ့နာမည်လေးကလည်းချစ်ဖို့ကောင်းသလိုဆိုင်ရဲ့ logo လေးကလည်းတိပုံလေးဆိုတော့အစတုန်းကချောကိုတိုင်းတော့မှ SI ကို Pack Cafe လို့ထင်လိုက်ရတာပေါ့နော်တကယ်တမ်းကျတော့ချွန် ွားရဲ့တီလေးဟန်နင်းကိုကိုစားပြုထားတာပဲဖြစ်ပါတယ်။ကဲသူတို့ရဲ့တီလေးကတော့အရန်ကိုကန်ကောင်းတာပဲရှင်။ချောပြပြမယ်နောက်ဆုံးဆိုင်လေးကတော့ Cost 7အဖွဲ့ဝင် JB ရဲ့မိဘတွေပိုင်ဆိုင်ထားတဲ့ Yogurt Bar and Cafe ဆိုတဲ့ coffee ဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးကတော့အမြဲတမ်းလိုလို fan တွေနဲ့ပြည့်နေတဲ့ပြီးတော့ဒီဆိုင်ရဲ့လူကြိုက်အများဆုံးကတော့ Oreo Yogurt လို့သိရပါတယ်ရှင်။ချောကဒီနေ့အစီအစဉ်မှာကိုရီးယားရောက်နေတဲ့ချင်းကူတို့အတွက် coffee ဆိုင်လေးတွေကိုမျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ကိုရီးယားသွားဖို့ပြင်ဆင်နေကြတဲ့ရော်ရော်ဘုန်းတို့အနေနဲ့လည်းကို idol တွေရဲ့ coffee ဆိုင်လေးတွေကိုတစ်ခေါက်လောက်သွားက ြည့်ဖို့မမေ့ကြနဲ့နော်။ချောရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းစောင့်ကြည့်နေပေးကြတဲ့အတွက်ချောကကျေးဇူးတင်ပါတယ်ရှင်။ချောနဲ့အတူနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။